ထေရဝါဒဗုဒ္ဓဘာသာနဲ့မဟာယနာဗုဒ္ဓဘာသာဘာတွေကွာခြားလဲဒီနေ့မှာတော့ကိုကိုရိုင်းကဗုဒ္ဓဘာသာဖြစ်တာတော့ဟုတ်ပါပြီဒါပေမဲ့လည်းဗုဒ္ဓဘာသာဘယ်နှမျိုးရှိလဲဆိုတာကိုတိကျမသိရင်တော့လူကြီးမင်းဟာမီယိုကလာကျောင်းသားဗုဒ္ဓဘာသာအဖြစ်ခံယူထားသလိုဖြစ်နေပြီမို့အ ਨੇ ဆုံးတော့ထေရဝါဒဗုဒ္ဓဘာသာနဲ့မဟာယနာဗုဒ္ဓဘာသာကြားကကွာခြားမကုန်ကောင်းကောင်းသိထားဖို့လိုအပ်ပါရှင် အားလုံးရဲ့စိတ်ထဲမှာတော့မြန်မာနိုင်ငံမှာမွေးဖွားလာခဲ့တဲ့မိမိကိုယ်ကိုယ်နဲ့ဖះရှင်ရဲ့တမိုင်းတချို့ကိုတည်ထားမယ်ဆိုရင်ဗုဒ္ဓဘာသာပိသနေပြီလို့ထင်မြင်တာကြောင့်ကိုမွေးထားတဲ့တတဝဟာအထီးနာအမလားဆိုတာကိုတိကျခွဲခြားမသိပဲကိုယ်ကွယ်နေကြတဲ့လိုမျိုးဖြစ်နေခဲ့ပါ යි တကယ်တမ်းမှာကြတော့ဗုဒ္ဓဘာသာဆိုတဲ့စကားအသုံးတော့ဟာမြန်မာဘုရင်လက်ထက်ဘိုးတော်ဘုရားမင်းလက်ထက်မှာ၄ကမြန်မာနိုင်ငံတဝိုက်ပေါ်ပေါက်လာခဲ့တယ်ဆိုပေမဲ့အဲဒီအချိန်ကာလမှာအကျယ်တဝင့်သုံးလုံးချင်းမရှိခဲ့ကြပါဘူး တဂရီ1249ခုနှစ်မြန်မာမင်းတို့မရှိတော့တဲ့အချိန်မှသာမြန်မာနိုင်ငံကိုအင်္ဂလိပ်တွေစတင်အုပ်စိုးကြပြီးခရီးရန်ဘာသာနဲ့အတူနိုင်ငံသားတိုင်းလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိတယ်ဆိုတဲ့အချိန်မှသာဗုဒ္ဓဘာသာဆိုတာဟာပိုပြီးလူသိများလာခဲ့တာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာမှာအဓိကအဖြစ်တရားဝါဒဗုဒ္ဓဘာသာနဲ့မဟာယာနဗုဒ္ဓဘာသာဆိုပြီးနှစ်မျိုးခွဲခြားထားပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာရဲ့အဓိကရည်မှန်းချက်ပန်းနိုင်ကတော့မက္ကင်၈ပါးကိုကျင့်ကြံခြင်းနဲ့ဘဝတန်တရားဆဝင်းကလွတ်မြောက်စေဖို့အတွက်ရှင်းသုံးကြတဲ့ဘာသာရေးအယူတစ်ခုပဲဖြစ်ပါတယ်။အထူးသဖြင့်ထေရဝါဒဗုဒ္ဓဘာသာကိုယ်ကွယ်မှုကိုသီရိလင်္ကာနဲ့အရှိတောင်အာရှတဝိုက်မှာတွေ့မြင်ရနိုင်တဲ့အဖြစ်အထူးသဖြင့်တရားထိုင်ခြင်းကိုပိုပြီးအလေးနဲ့ထားကြတဲ့ဘာသာရေးတစ်ခုပဲဖြစ်ပါတယ်။ဒီလိုမျိုးရှုမှတ်တရားထိုင်နေစမှာတော့ဝင်လေထွက်လေနဲ့ ခန္ဓာကိုယ်ထိတွေ့မှုမျိုးကို၎င်းလမ်းလျှောက်ရင်းလှူရှားမှုများကို၎င်းအသေးစိတ်အသီးနယ်သတိကပ်ပြီးကျင့်ကြံရတဲ့သဘောတရားဖြစ်ပါ යි ဒီလိုမျိုးသိမြင်သဘောပေါက်မှုနဲ့အရာရာကြုံတွေ့သမျှကိုပိုင်းခြားဆန်းစစ်တဲ့အခါတတဝါလိုက်အရာရာလိုက်အမိကိုကင်းကင်းမပြောင်းလဲပဲတည်ရှိနေခြင်းမရှိဘူးဆိုတာကိုသတိပေါက်လာပြီးအရာအလုံးဟာဖြစ်ပျက်သဘောတရားကိုရှုမှတ်စေနိုင်ဖို့ကျင့်ကြံပေးရပဲဖြစ်ပါ යි ခုလက်ရှိလူမှုရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာအကူအညီပေးရေးပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သူတို့ကလည်းဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးယဟန်တန်ဃာတော်ရဲ့အနေနဲ့ကလည်းဗုဒ္ဓဘာသာကျမ်းစာများကိုလေ့လာရွတ်ဖတ်ရင်းတရားပွဲအလှပွဲတွေပြုလုပ်ပြီးကိုးကွယ်ယုံကြည်နေကြခြင်းပဲဖြစ်ပါတယ်။မဟာယာနဗုဒ္ဓဘာသာကိုတော့တိဘက်ကုန်းမီတဝိုင်းနဲ့အရှိအာရှတဝိုင်းမှာအတော်လေးပြောင်းလဲလျက်ရှိပြီးတရုတ်နိုင်ငံတဝိုင်းမှာလည်းအတော်လေးပြောင်းပွားလျက်ရှိပါတယ်။ မဟာယာနဗုဒ္ဓဘာသာမှာကတော့နိဗ္ဗာန်အစာဗောဓိတတအဖြစ်ကနေတဆိတ်တန်တရားဆောင်ဝင်အတွင်နေထိုင်ပြီးတခြားသူတွေကိုညံ့အလင်းပွင့်စေဖို့ရာကူညီပေးနိုင်တဲ့ဘာသာတရားတစ်ခုဖြစ်ပါ၏အထူးသဖြင့်ဖျားအဖြစ်ကိုအသွင်ပြောင်းနိုင်စေဖို့အတွက်စိတ်ကူးစွမ်းအားများအသုံးပြုပြီးခန္ဓာကိုယ်ရဲ့စွမ်းအင်တွေကိုထောက်သုံးကြရပါ၏ ဒီနည်းနဲ့ပဲကိုပိုင်တရားကျင့်ကြံမန္တန်ရွတ်ဖတ်ပူဇော်ပြီးဗုဒ္ဓဘုရားအဖြစ်ကုကုကိုစိတ်ကူးကြံစားပြီးကျင့်ကြံကြရတာပဲဖြစ်ပါယ်။ဒါကြောင့်မဲထေရဝါဒကိုကိုယ်သူတွေဟာတိုင်းပညာစိတ်ခွန်အားပညာဇန်တမာပတ်တွေလွယ်လင်းတကူရနိုင်ကြပြီးတရားအထောက်ကြိုင်နဲ့တွေအဖြစ်ခေါ်ဝေါ်ကြံစားကြတယ်လို့ပြောရမှာပါ။တကယ်တမ်းမှာကြတော့မြတ်စွာဘုရားဟောကြားတော်မူတဲ့မိစီမာပရိပရာလံကတာစစ်မှန်သောဘဝချုပ်ငြိမ်းရာဖြစ်တာကြောင့် ထေရဝါဒနဲ့မဟာကျန်နာကြာကွာခြားမှုကိုတိချလေးသိနိုင်ကြမယ်လို့ထင်ပါတယ်။အထူးသဖြင့်ဒီလိုမျိုးဗုဒ္ဓဘာသာနဲ့အယူမှားပြီးမတရားများရွတ်ဆိုခြင်းနဲ့အပြည့်သဘောအတားရုပ်ပုံကိုကြော်လွားခြင်းဟာတန်တရားလေစီမဲ့ကြင်ကြံမှုမျိုးဖြစ်တဲ့အပြင်အင်မတန်မှတမာရီဇန်နဲ့ပြည်စုံနေတဲ့စီရော်တမာတော်ကြီးတွေရဲ့အနီးကပ်ကြီးကြပ်မှုကလည်းမဖြစ်မနေလိုအပ်ပါသေးရဲ့။ဒါကြောင့်ဗုဒ္ဓဘာသာတွေဖြစ်ကြတဲ့ဂိုင်းနှခုကို ွဲခြားအချင်းချုပ်လိုက်မယ်ဆိုရင်တရားဝါရဟာမဂ္ဂင်၈ပါးတရားနဲ့အတူနိဗ္ဗာန်ကို ရောက်စီမယ်အဖြစ်တန်တရားကလည်းကင်းလို့စီမှာဖြစ်ပြီးတရားဝါရကတော့ဘဝရဲ့တန်တရားတစ်ခွေမှာမဖြစ်မနေပြန်တွေ့နိုင်စွမ်းရှိကြတဲ့အဖြစ်ဒီတန်တရားကြီးထဲမှာပဲနေပြီးစိတ်အပူခွန်အားအပူပြီးနေအမြဲမပြတ်ထိတွေ့နေရမှာပဲဖြစ်ပါဒါကြောင့်လူကြီးမင်းတို့ကိုယ်တိုင်ဟာလေတရားဝါရကိုကိုးကွယ်မိနေရလားမဟာကျနကိုအားကြမိနေရလားဆိုတာကတော့ ဒီဗီဒီယိုကအသိပညာပေးသွားနိုင်မယ်လို့ယုံကြည်ရမို့နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်ရှင်။